မဲမပင်းရလို့လုံတော်လို့ဒီရွေးတော်ပေါ်ရပြတ်သွားမှာလားမပြတ်ဘူးရွေးတော်ပေါ်ရမပြတ်ဘူးပြင်းရှင်းတာလဲမေးတာကပြည်သူကိုမေးရမှာမဟုတ်ဘူးမင်းအောင်နိုင်ကိုမေးရမှာဒါဆိုရင်ဘယ်လိုရလဒ်မျိုးဖြစ်နေကြလဲဟမ်2021ဖေဖော်ဝါရီလ3ရက်နေ့မှာအာနာတိန်တယ်မတ်လ29ရက်နေ့မှာလူ900ကျော်စစ်တပ်ကတပ်ပလိုက်ပြီအဲ့ဒီဟာကိုခင်ဗျားဘာတောင်းယူနေနိုင်ငံတမဆိုခင်ဗျားတို့ကဘယ်သူ့ကိုနိုင်နေကြလဲကျွန်တော်မေးရလိမ့်မယ်ပြေးလိုက်ပြီပြောခင်ဗျားဘယ်နေရာတက်ပြီးအဲ့လိုတော်တော်တော့ဖေဆောက်ခေါင်းနဲ့អော်လို့ရတယ်អော်ကြည့် စစ်တပ်လက်မခံတဲ့စကားတစ်ခုအော်ဒီတယ်။အော်လို့ရမလား။ကိုဘါကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးတော်တော်စီးပွားရှာစား။အဲ့ဒီလော်ဘီတွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်တယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူ့ကိုပြန်ချင်းချောက်လာတဲ့ပြည်သူ့ပါတီခေါင်းဆောင်ဦးကိုကိုကြီးရဲ့ပြောစကားတွေကိုတလုံးမကြံပြန်လည်ပြောပြလာတဲ့ကိုစီယုတ်တန်ကိုတင်ဆက်ပေးလိုက်ပြီးမို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ။ပြည်သူလူထုအနေနဲ့နိုင်ငံရေးနဲ့ပတ်သက်လာရင်လေငါအဖွဲ့ငါလေးစားတဲ့လူ အဲ့ငါခေါင်းဆောင်စသဖြင့်အဲ့ဒါလို့ပုပ်ကိုဇွဲတဲ့ဆိုင်လုံရက်တွေကိုကြည့်ပြီးတော့ဆုံးဖြတ်တာအောင်ဆိုတော့အခုဒီမှာကိုကိုကြီးဒါရှစ်ဆက်ချင်းမျိုးဆက်လို့ပြောလိုက်လို့ရှိရင်ဒီတော်လန်ရင်းမဖြစ်ခင်အထိ2021အာနာမသိခင်အထိအဲ့ဒီအဲ့ဒီရှစ်ဆက်ချင်းမျိုးဆက်လို့ပြောလိုက်တာနဲ့လူတွေဟာအော်တိုကြီးညိုပြီးသားဖြစ်သွားတယ်နော်အဲ့ဒီရှစ်ဆက်ချင်းဆိုတဲ့နာမည်အချိန်နဲ့တွားလာခဲ့တယ်အဲ့တော့ကိုကိုကြီးကိုကိုကြီးကအန်အန်ဒီပါတီကိုဝင်ရောတယ်နေရာတနေရာတောင်းတယ်မရတဲ့အဆုံးမှာသူ့အတူပေါ်ပြီးပါတီထောင်တယ်တပင်းပင်းနဲ့အကန်တွေလှုပ်လာတယ်နော် အခုဒီမှာကြီးကိုကိုကြီးပြောတဲ့စကားကြီးစဉ်းစားကြည့်ကြည့်နားထောင်ကြည့်ကျွန်တော်နိုင်ငံမှာဒီလိုမျိုးဒီဘယ်လိုပြောမလဲဘလူးပေါင်းစောင်းထားတဲ့မင်းသားနိုင်ငံကြီးတမဘလောက်တောင်ရှိလဲဆိုတာအဲ့ဒါလက်တွေ့တယ်။ငါ88လို့ပြောလိုက်တာနဲ့အော်တိုဂျီညိုလာရတဲ့ကျွန်တော်တို့တွေဟာဒီလိုနေမှာမှမျက်နှာဖုံးနေကြွာကြတာကိုတွေ့ရတာနော်ဒီမှာကြည့်ကိုယ်ကိုပြောပါလားကျွန်တော်ကတော့နိုင်ငံကြီးလေးဘုရားဆောင်တဲ့နိုင်ငံကြီးဆောင်ပြီးလို့ဟုတ်လားရေယုံကြီးနဲ့ကျွန်တော်တို့ဆောင်ပေးပါကဲကောင်းပြီရေယုံကြီးနဲ့ဆောင်ရွက်ပေးလိုက်လို့ ်ခင်ဗျားတို့အာမခံတယ်လို့ပြည်သူဘဝအတွက်ဘာအာမခံချက်ပေးနိုင်ဘာမှအာမခံချက်မပေးနိုင်မဲ့ရေရုံချင်းတော့ပြေးလိုက်လို့ပြီးမှဟာကျွန်တော်တို့လုံးနိုင်ဘူးကွာဆိုဘယ်လိုလုပ်ပါမပြီးတူကဟမ်အဲ့လိုပြောလို့ရကြည်လားနိုင်ငံရေးသမားဆိုတာအဲကျွန်တော်တို့ရေယုံကြည်နဲ့နှုတ်ခွင့်ပေးပါလို့ပြောလို့ရကြည်လားမဟုတ်ဘူးနော်အာမတန်ချက်ပေးရတယ်ပြည်သူကိုဘာအာမတန်ချက်ပေးနိုင်လဲဟုတ်တော့အဲ့အရေးကြီးဆုံးပဲနော်ဘာမှလားအာမတန်ချက်မပေးဘဲနဲ့ရေယုံကြည်နဲ့ဆောင်းခွင့်ပေးပါဆိုပြည်သူကမဲတွေ့တဲ့လူယုံကြည်ပြီးလောက်ခံရဘူးလားဟုတ်တယ်မလားအဲ့တော့ဘယ်လိုလဲဘယ်လိုလဲ မင်းတို့ဘာလုပ်လဲဘယ်လိုဝင်ရတက်ပါလဲအဲ့တော့ဘယ်လိုလုပ်လဲမတိတူတူဘူချောင်းအောင်စားပုံစံနဲ့တူပြီးတော့ပြောနေပုံစံရှိမင်းတို့ဘာလုပ်လဲဘုရားမင်းတို့ဘာလုပ်တက်ပါလားတက်ပါဘူးဘယ်လိုဝင်ရတယ်ဘာလို့ရေးဘယ်လိုရတယ်ဘယ်လိုဖြစ်နေတာလဲအဲ့တော့ကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ဘာလို့ဖြစ်စီနေအဲ့ဒါကဘယ်လိုများလဲဘယ်လိုရင်းပြတာလဲနိုင်ငံရေးမိလားလဲ မှာမဟုတ်ဘူးမင်းအောင်နိုင်ကိုမင်းရမှာဟမ်2021ဖေဖော်ဝါရီလတရက်နေ့မှာအာနာသိန်းနဲ့မတ်လ29ရက်နေ့မှာလူ900ကျော်စစ်တပ်ကတပ်ပိုက်ပြီအဲ့ဒီဟာကိုခင်ဗျားဘာတောင်းယူနေနိုင်ငံတမဆိုဟမ်အဲ့ဒီဒူတွေအတွက်ဘာဘဒူတောင်းယူမှာလဲအဲ့ဒီလူတွေအဲ့တိုင်းအသေးခံလိုက်ပြီးတော့ဒီရွေးကောက်ပွဲကိုကျင်းမမင်းအောင်နိုင်ရနိုင်မင်းအောင်နိုင်ကြိုက်တဲ့လူကအစိုးရဖွဲ့ဒီတိုင်းပြည်ကိုဆက်အုပ်ချုပ်ပေးခဲ့တဲ့ကောင်တွေဖမ်းခံပြီးတဲ့ကောင်တွေမတရားတတ်ခံပြီးတဲ့လူတွေအကောင်လုံးကအော်တိုပြောက်အဲ့လိုဘဝမျိုးလား ဒီလူပစက်ကဒီစကားမျိုးလေးပြောထွက်တာအံ့ဩတယ်ဗျာတကယ်ပဲကနိုင်ငံရေးဓမ္မလာတာဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာလေဟိုငါတို့ကနိုင်ငံရေးကိုဘယ်ကာလအလုပ်လာလဲရှင်းရှင်းပြောရင်ကျွန်တော်တို့နိုင်ငံတနိုင်ငံအတွက်အတုံးကျတဲ့နိုင်ငံရေးဓမ္မဆိုတာလုတ်တဲ့လုတ်တဲ့နဲ့ပိုင်ဖြတ်တာမဟုတ်ဘူးလုတ်ရက်နဲ့ပိုင်ဖြတ်တာခင်ဗျားခင်ဗျားဒီဘောမင်း၄၆ထဲရမယ်လုတ်လာလုတ်လာစောက်တုံးမကြတဲ့ကောင်ကတက်တက်လုံးလုံးနဲ့စောက်တုံးမကြဘူးပဲအဲ့တော့တက်တက်လုံးလုံးလာတယ်ဆိုပြီးဆရာကြီးပါဆိုပြီးထိုင်ပြီးတော့အယူကန်တီးပြီးပိုးခွေရမှလား လောက်ရက်ကတည်းကအဓိကတီတူအတွက်ဘာအာမခံချက်ပေးနိုင်လဲတီတူကိုဘာလောက်ပေးနိုင်လဲအဲ့ဒါနိုင်ငံရေးဓမ္မကန်ရဲ့အဓိကပွိုင်ပဲဒီနိုင်ငံရေးဓမ္မတယောက်ကပြည်သူတွေအတွက်ဘာလောက်ပေးနိုင်လဲပြည်သူတွေအတွက်ဘာလောက်ပေးခဲ့လဲလက်ရှိဘာလောက်ပေးနိုင်မယ်လို့အာမခံထားလဲရှင်းပါလဲဘာလောက်ပေးခဲ့လဲဘာလောက်ပေးနိုင်မယ်လို့အာမခံထားလဲအဲ့ဒါအဓိကအခုတူဘာအာမခံနိုင်လဲဟမ်ဒီရွေးကောက်ပွဲကိုမဲပေးဖို့ပဲအတန်းတက်ကဲမဲပေးပြီမင်းတွေနဲ့တက်ဖို့ကိုနိုင်မလားနော်ပြည်သူပါတီဆိုတဲ့ဒီဒီကိုကိုကြီးတို့ပါတီကျန်းဖို့ကိုနိုင်မလား စပီယာစနစ်နဲ့လွတ်တော်တဲ့ရောက်သွားပြီနော်အစုံခုတင်သွင်းပြီကျက်ဖို့ကပယ်ချလိုက်ပြီခင်ဗျားတို့လုပ်လို့ရပြီဟမ်ဘာမှမလုပ်လို့မရတာဟာယူတကယ်တော့ဒီလူတွေကဘာလဲဆိုတော့အရှုံးကိုလက်မခံဘူးငါတို့တစ်ပြက်လုံးလုပ်လာတဲ့နိုင်ငံကြီးတမငါတို့ကိုပြည်သူကထောက်ခံရမယ်ဆိုတဲ့ဒီစိတ်တစ်ခုကိုဘာလို့လဲလက်ခံထားတာမဟုတ်ဘူးတော့ပြည်သူဆိုတာကလောက်ရက်ကိုကြည့်မှာတစ်ပြက်လုံးလုပ်လာတဲ့ပေဟောဒီဘောမင်း၄ဘက်၆တဲ့အချိန်ထဲကနိုင်ငံကြီးလုံးလာတာဖြစ်လာပါစေ ကျွန်တော်တော်နိုင်မှာရှိတယ်ငါတော်နိုင်မှာဘာလို့လောက်လာလဲဘာပြောလို့မရဘူးမင်းလောက်လာတာအဲ့ဒါမင်းမင်းဘာလို့ခိုင်းတာလဲပေါ့ဟုတ်ကဲ့ကော်တီးချက်တဲ့ကူတော့ဟာငါတကယ်လုံးတော်နိုင်စားရငါလောက်လာလားငါ့ကိုယူတရမယ်လေးစားမယ်ငါ့ကိုနေရာပေးရမယ်တော်ပြဆောက်ယူပေါ့ဟုတ်တယ်မလားရှင်းရှင်းလေးပဲမင်းဘာလို့နေလဲဘာလို့ခဲ့တယ်ပဲပြည်ပွဲကြည့်မှာအရင်မင်းဘာလို့ခဲ့တယ်အေးတော်နိုင်စားရတော်နိုင်မှာလောက်ခဲ့အခုဘာလို့နေအခုလည်းထဲထဲဝင်တော်နိုင်မှာလောက်နေဆိုရင်မင်းတို့ပြည်သူကလေးစားမှာပဲနေရာတစ်ခုပေးမှာပဲဟုတ်တယ်နော်အဲ့တော့ငါတကယ်လုံးလောက်လာတယ်ငါ့ကိုတနေရာပေးနေရာမရရင်ဟာမိုင်းထုံးနဲ့ဖုံးမယ်ဆိုရင်လောက်ရကတော်နိုင်ငံကြီးတမမဟုတ်ဘူး အဲ့တော့မြန်မာပြည်မှာပြောလိုက်နိုင်ငံရေးနိုင်ငံရေးသမားဆိုပြီးတော့ရှင်းရှင်းပြောရင်ထင်ပေါ်ဖို့ကြော်ကြားဖို့နေရာရဖို့အာဏာယူဖို့နောက်အချက်တွေပဲကင်ဆွဲပြီးတော့နိုင်ငံရေးသမားအော်လိုက်အော်များတယ်။တပုတ်မလေးလေးပြောတာ။နော်နောက်မှထွက်လိုက်ပေါ့မင်းတို့အခုမှတက်လာတာကောင်းပြီ။မဲကာထားရသေးတယ်။စောက်ရှက်နေလည်းမရှိကြဘူး။ဟမ်။ဘာတော့နေတယ်ကွာ။နေတဲ့နေထားပါရမယ်ကွ။အစိုးရဘက်ကတွေးနေတာပေါ့။နိုင်ငံရေးဘက်ကပြန်ပြောတယ်ကွာ။တော်တော်နိုင်ငံရေးဘက်ကပြန်ပြောပြီးဆုံး။တော်တော်ကိုနိုင်ငံရေးမကြည့်ခဲ့။ခင်ဗျားတို့ကနိုင်ငံရေးပလက်ဖောင်းကတိဆောက်လာတာဘယ်လောက်တည်းရလဲ။ ဘာဖြစ်လို့မရလဲစဲစုနှစ်ပေါင်းများစွာတိဆောက်လာပြီးွားပြီလေဘာဖြစ်ခဲ့လဲကိုကိုကြီးဆိုတာဒီနေ့မှထွက်ပြီးနိုင်ငံရေးပြဿနာကိုတိဆောက်လာလားဟော88ရေးကတိဆောက်လာလားဘာလို့ပေးနိုင်တဲ့ပြည်သူတွေဒါလို့ပြည်သူတွေကိုရဟန်းရှင်ပြည်သူအားလုံးကိုမတရားဖမ်းဆီးတယ်တပ်ဖြတ်တယ်မျိုးစုံလုပ်တယ်အာဏာတွေတိုက်တယ်ဟမ်ဘာတခုခမားတို့ပြဿနာကဘာတွေလုပ်ခဲ့လဲနှစ်ပေါင်းများစွာဆွဲလာတဲ့ပြဿနာဘာဖြစ်လာခဲ့လဲအန်တနီယိုဝင်ဖို့နေရာရဖို့နော်အစီအမံဒီဒီမခဲ့တဲ့အချိန်မှာကိုယ့်ကိုပါတီထောင်းတယ်ကိုယ့်ကိုပါတီထောင်းတော့ကိုယ့်ကိုလူယုံကြည်မှုမရှိတော့လူကွင်းနေရမရဘူးအဲ့ဒီအတွက်မရတဲ့ဆက်မှာမဆိုင်နဲ့ဟမ် ။လူတွေကမဲတယ်။မပေါင်းတဲ့ပေါင်းထိုက်တဲ့ရန်သူနဲ့ပေါင်းတယ်။အိုးဒီလူတွေတကယ်ချီးကျောက်တယ်ပဲ။အဲ့တော့ကျွန်တော်တို့ပြန်ပါဦး။အဲ့တော့ဒီလိုမျိုးမျိုးဘာလို့တော့တက်သွားလို့လဲကျွန်တော်တို့ကမှလို့ပြန်ကြည့်ရအဖွဲ့ရတော့တို့ဘာမိပြတ်ပါရောလားဟမ်ကတ္တတိမရှက်ဘူးနော်ဖြစ်နေတဲ့တိုင်းပြည်ရဲ့အခြေအနေကိုဒါပကတိမြင်ရတာ အဲ88တိရနေခင်ဗျားတို့ဒီနေ့ချိန်ကြီးအဲ့ဒီမီးပြတ်သွားပြီဆိုတဲ့စကားတစ်ခုတော့ပပြအောင်လုပ်နိုင်တယ်နိုင်ငံရေးတမားတို့ကပြောတာအဲ့ဒီလူတွေမီးပြတ်သွားပြီဆိုတဲ့စကားတစ်ခုတော့မှမြန်မာပြည်မှာပပြအောင်လုပ်နိုင်လားနိုင်ငံရေးတမားတွေအောင်းနေတာအဲ့တော့ကျွန်တော်တို့ပြောချင်တာကခင်ဗျားတို့နိုင်ငံရေးလုပ်မှာမလားခဏလေးတော့စောက်ပြီးခဏလေးစောက်ပြီးနော်သူများကလည်းအဲ့ဒီနိုင်ငံကြီးလှုပ်လို့ရအောင်အသက်အသေးခံပေးနေကြတယ်။ခင်ဗျားတို့အေးအေးဆေးဆေးနိုင်ငံကြီးလှုပ်လို့ရအောင်ခလေးတွေအသေးခံပေးနေတယ်။ဘဝတွေရင်းပေးနေတယ်။ အသက်တွေရင်းပေးနေတယ်အဲ့ဒါဘာလို့လဲခင်ဗျားတို့ပြီးရင်နိုင်ငံရေးလုပ်လို့ရတယ်နော်အဲ့တော့ဒီဟာမပြီးခဲ့တဲ့နိုင်ငံရေးလုပ်မယ်ဆိုရင်တော့ခင်ဗျားတို့လုံလာခဲ့တဲ့ကာလတစ်လျှောက်စောင့်မှမရှိဘူးလားလို့ပဲရိုင်းရိုင်းပေးရမယ်ဟမ်ဒီစစ်တပ်ကိုခင်ဗျားတို့အန်တုနိုင်ခဲ့လားဘာလုံနိုင်ခဲ့တယ်နောက်ချင်းချင်းကဥပဒေကာပြီးတော့ RND ကိုတိုင်လွှတ်တော်တဲ့ရောက်ခဲ့တော့တင်သွင်းမှအစော်တိုင်းကိုဘယ်နှခုကိုလက်ခံဝင်ပြုခဲ့တယ်ဒါရီတော့ဘာမဟုတ်တဲ့ခင်ဗျားတို့လိုမျိုးပါချီပါချက်ပါတီကမဲပြီးတော့တပေးလိုက်ပြီးတော့ခင်ဗျားဘယ်နေရာတပေးရအဲ့လိုတော်တယ်မှာဘယ်ဆောက်ခေါင်းနဲ့အော်လို့ရအောင်ပေါ်ကြည့် 啊，现在他们看见自家从奥地利、奥洛阳了，啊，那些现在干嘛偏开呢？不是往前看屋里边偏门路标记哦，喏，我那讲标记路，但但龙虎先生现在讲奥拉的米别多米熟的，自家龙岗嘛还当地嘛，啊，但但要看下路一些路起来哦。အရေးကံပြူဟာသူစစ်တပ်တက်ကူပုံမှုမအောင်မြင်ကဘာလုံးအဆောက်အုံထိခိုက်ပျက်စီး စစ်ကောင်စီတပ်ကနက်ရီကန်ပြူဟာစီကိုတက်ကူပို့ဖို့ကြိုးစားပေမဲ့ပစီနဲ့ကုတ်ကြီးရွာတွေကိုမကျော်နိုင်ဖြစ်နေပြီးအခုနိုဝင်ဘာလတည်းပြူဟာပေါ်ကကဘာလုံးအဆောက်အုံပါထိခိုက်ပျက်စီးခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်အာရခတတော် AA နဲ့တော်လန်ရေးပူပေါင်းတက်တွေပိတ်ဆို့ဖြတ်တောက်ထားတဲ့နက်ရီကန်ပြူဟာစီစစ်တပ်ကတက်ကူပို့ဖို့ကြိုးစားနေလို့လမ်းဟောင်းရောလမ်းတစ်ပတ်မှာပါတိုက်ပွဲတချို့ဆက်ရှိနေကြောင်းသတင်းရင်းမြစ်တွေကပြောပါတယ် လမ်းဟောင်းဘက်မှာဆိုရင်ပစီရွာကနေရှေ့ဆက်မတက်နိုင်ဖြစ်နေပြီးလမ်းတစ်ဘက်မှာတော့ကုတ်ကြီးရွာအနားကခမောက်တောင်လိုခေါ်ကြတဲ့နေရာမှာထိတွေ့မှုဆက်ရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ရခိုင်နဲ့မကွေးဆက်မှာတိုက်ပွဲဝင်နေတဲ့တော်လန်ရေးတပ်တခုရဲ့ရဲဘော်တယောက်ကရိတ်ခါနဲ့စစ်ကူပို့တာတော့ရှိပါတယ်။နက်ရီကန်ပေါ်ကိုမရောက်ပါဘူး။နက်ရီကန်လမ်းဟောင်းဘက်ပစီရွာအရှိဘက်လောက်ပဲရောက်နိုင်တာမျိုးပါ။နိုဝင်ဘာ18ရက်မှာတော့နက်ရီကန်ပေါ်ကကဘာလုံးကိုထိတာရှိပါတယ်။ အလုံးစုံပြူကျပျက်စီးတာတော့မဟုတ်ပါဘူးအထဲကရေတာကိုလဲရွှေ့ထားတယ်လို့ကြားတယ်ဘယ်တော့မှဘယ်ကိုရွှေ့တယ်ဆိုတာတော့တီးခြားအတီမပြူနိုင်ပါဘူးလို့ပြောပါတယ်အတီမပြူနိုင်တဲ့သတင်းတွေအရလက်ရှိနဲ့ရေကန်ပြူဟာပုံမှာအရာရှိနဲ့တခြားအဆင့်အပါအဝင်အင်အား၃ရာလောက်ပိတ်မိနေတာကြောင့်စစ်တပ်ကအခုလို ထိုးစစ်ဆင်မှုစူးစမ်းနေတာလို့သိရပါတယ် စစ်ကောင်စီတပ်ဟာမဆခ905ကနေတဆင့်တက်ကူတွေပေးပို့နေတာဖြစ်ပြီးလက်နက်ကြီးတွေနဲ့နေတိုင်းပစ်ခတ်နေတယ်လို့လေကြောင်းပုံကျမှုတွေကိုလည်းပြုလုပ်နေကြောင်းဒေတာခန်ကပြောပါတယ်။ပဒန်းဒေတာခန်စစ်ရေးရင်းမြစ်တယောက်ကအပေါ်ကလူကိုကယ်ရင်တလန်းနဲ့ပြန်ပြန်ပြီးထိုးစစ်စင်တာပေါ့နော် ထိုးစစ်စင်တော့လေလန်ကြတာပေါ့အလင်းဝင်တာလည်းအများကြီးထွက်ပြေးတာလည်းများတယ်ထွက်ပြေးတဲ့ကောင်တွေကမန်းချောင်းတိုင်းထွက်ပြေးကြတော့အခုမန်းချောင်းတစ်လျှောက်မှာမဆခ905နဲ့အမရ ောက်ချက်တွေလည်းမရှိကြဘူးနေရတနေရအာနာတနေရယူဖို့အတွက်ဟမ်အသက်ပေးနေတဲ့ကလေးတွေမှမထောက်လက်နက်ကင်လမ်းစဉ်အစိုးရောက်တယ်ဆိုတော့ဖေတာခံလိုက်တော့ဟောဟမ်ကိုနေရတနေရရဖို့အတွက်ကိုအာနာတနေရယူဖို့အတွက်ဒီတိုင်းကြီးမှာလူကြီးတွေဆိုတော့ရှင်းပြမယ်တွေ့ဖို့နီးရကောင်တွေများလာတာနော်လူကြီးတိုင်းကိုကျွန်တော်တိတ်ဆုံးဆော်ကားတာတော့မဟုတ်ဘူးသူအတိတ်ကတည်ရတဲ့လူကြီးတွေရှိတယ်လို့တချို့ကလေးကောင်တွေကလူကြီးဆိုတာတွင်ဖို့နီးလာတဲ့ကောင်တွေ။တနောက်တိုင်းပြည်စုပ်ပြတ်တက်နေတဲ့ဟာကိုဒါကြီးကိုအသေးအတန်ဒီ။ဒါတော့ ကျွန်တော်တို့ဘာဒီရဲ့ဓနရင်အချင်းနေပဲ။ဟယ်လိုလူငယ်တော့ငယ်ရှင်းနေပေါ့ကျွန်တော်တို့နိုင်ငံရေးစာလို့တော့လေဒီလိုဆင်နေမိုက်နေမရှိဘူး။ဟလာနားမရ။ဘာလဲတကူခုန်လေးကိုဆွဲတယ်ပြီးတော့နှုတ်ပုတ်ထုတ်ထုတ်နေဘေးရဝိုက်ကြိုက်တော့ပြရအဲ့ဒီပုံမှာတက်ပြီးတော့ဟိုငယ်တော့ဒီပြင်းတယ်တော့တော့ငယ်ကျွန်တော်မိုက်လို့ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဘွားနဲ့စားတယ်အဲ့တော့ဒီလိုပုံပြပေါ်လို့တဲ့ချိန်မှာဒီဘက်ကလည်းကြောက်အဲ့တော့ကျွန်တော်တို့ကဟာကြည့်လို့ရေလို့ဒီလိုပေါ်အောင်နေရင်လက်ကစည်းုံနဲ့ခါကြတော့ တော့ကိုကိုလည်းကဘယ်နဲ့ရောက်ထွက်တယ်လဲဘာကြောင့်လဲ။အဲ့တော့ဗျာတို့ဘာသိသိနေပြင်မယ်လို့ကျွန်တော်တို့ကအမှမခံနိုင်ဘူး။မပြင်လည်းမပြင်နိုင်ဘူး။အဲ့တော့ကျွန်တော်တို့ဘာတွေပြင်နိုင်လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးပဲပြင်နိုင်။နိုင်ငံရေးပါတီဆိုတော့နိုင်ငံရေးရှိမှနိုင်ငံရေးပါတီလို့ပြောလို့ရ။အဲ့တော့ကျွန်တော်တို့ကမခံနိုင်တာကကျွန်တော်တို့ကနိုင်ငံရေးကတော့အပြစ်ကကျွန်တော်တို့ကအမှခံ။အဲ့တော့ကျွန်တော်တို့လက်ညှိုးတဲ့ဆောင်လုံးမှာနိုင်ငံရေးယုံကြည်တဲ့ခံယူချက်အပေါ်မှာပဲကျွန်တော်တို့ထိုင်ထိုင်မှမှရည်။အဲ့တော့ဒီလိုပဲတစ်ဆောင်လုံးနဲ့လက်ညှိုးခဲ့။အဲ့တော့အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးကိုရွေးချယ်တဲ့ခါကျတော့တချို့ကတောက်သွားလို့လားတယ်။ဟာကျွန်တော်ကြီးတယ်။ကျွန်တော်ဆိုရင်ပြောတယ် ်ပတ်သက်ရင်နိုင်ငံရေးဖို့ကျွန်တော်ပြောတာအဲ့တော့အခုလည်းဒီတော့ထိတ်ထောင်နေတဲ့ဆဲဆုံနေတဲ့အချိန်မှာဟလာအေးထိတ်ထောင်မှုတွေဆဲဆုံမှုတွေကိုရင်ဆိုင်ပြီးတော့လုပ်နေတဲ့ပြဿနာထောက်ချမှာတက်တော့မှပုံပြီးတော့ကျွန်တော်တို့ကဟလာတော့ကြောင်းနေတယ်ဘာလို့လဲဆိုတော့နိုင်ငံရေးကလူချစ်တာထောက်ခံတာလည်းလုပ်နေတာအဲ့တော့လူချစ်ရင်ပြီးရောဆိုပြီးတော့လူတိုင်းကားတာတွေချက်ပြောလို့ရတော့ဒီလူလူမျိုးကျွန်တော်တို့ကလမ်းမှာမှာကျွန်တော်တို့ပို့တယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးခေါင်းဆောင်တို့ကလူတိုင်းကားတာတွေဒီမှာလည်းပြောလို့ရအောင်အဲ့တော့တော့ဒေါ်ဒီဒေါ်လိုက်တာဖြစ်ဖြစ်ဖြစ်လိုက်တာကိုမှန်မှန်ကန်ကန်ကျွန်တော်တို့ကပြောပြီးတော့လူလူကြီးကနားလေလက်ခံအောင်ကျွန်တော်တို့ကပြောရမယ် အဲ့တော့လူတိုင်းရပြီးတော့ဟာလို့ကျွန်တော်မပြောဘူးမလုပ်ဘူးအဲ့တော့ဒါကဒါကျွန်တော်တို့ယုံကြည်ချက်လက်တည်ချက်အဲ့တော့ဒါတော့မလို့အဲ့တော့အစိုးရတဲ့ဘက်ကတော့ကျွန်တော်ပြောဘူးနိုင်ငံရေးပလက်ဖောင်းကိုချက်စီးမပြစ်ပါနဲ့နိုင်ငံရေးပလက်ဖောင်းပြန်ပြီးအားကောင်းပါကျွန်တော်တို့ဒီလိုနဲ့တဝူးတွေတောင်ချင်းပါဝင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးဟာရုပ်ရောက်ဝင်နိုင်ငံရေးလက်နက်နိုင်ငံရေးကိုအခြားပြည်လို့ခေါ်တဲ့ကဟာဒီလိုတိုင်းပါဝင်ဆောင်ရွက်မှုမလုပ်နဲ့အဲ့တော့မေဘီမေချေတာကြတော့ပြည်သူတိုင်းပြည်သူတိုင်းဥပဒေပေါင်းထဲကနေပြီးတော့သူ့ရဲ့စံတော်ကိုပေါ်ထုတ်နိုင်တဲ့ခွင့်လမ်းဖြစ်တယ်အဲ့ဒါကိုချက်စီးမဖြစ်ပါနဲ့လို့အဲ့ဒီဆုံးတဲ့ဘက်ကိုကျွန်တော်ပြောတယ်အဲ့ဒါတော့ နောက်တစ်ခုခဏနေနောက်တစ်ခုခဏနေအဲ့ဒါဆိုမင်းအောင်နိုင်တော့ပြောလေ2020မှာမဲပေးခဲ့ကြတာအားလုံးလေဘလူးဖြည့်ဆည်းခဲ့ကြတာလေဒီပြည်သူတွေဒီလက်နက်ကိုင်တွေဖြည့်ဆည်းခဲ့တာမဟုတ်ဘူးမင်းအောင်နိုင်ဖြည့်ဆည်းခဲ့လို့ဒီပြည်သူတွေကဒီဆန္ဒမဲတပြားတွေအကုန်ဖြည့်ဆည်းခဲ့ရတာလေအဲ့တော့ပြည်သူတွေကရှင်းတယ်သူတို့အားပေးခဲ့တဲ့ရွေးကောက်ပွဲဆိုတာဒီတိုင်းပြည်မှာလုပ်ခဲ့ပြီးပြီဒါကိုအကောင့်ထဲပေါ်ကံမရမရှင်းနောက်တစ်ခါဆိုတဲ့အရာကိုအတိတ်ပဲဘလူးမှလက်ခံမှာမဟုတ်တော့ဘူးဟုတ်တယ်နော်ပြည်သူတွေရွေးကောက်ပွဲကိုလက်မခံတာမဟုတ်ဘူးပြည်သူတွေရွေးကောက်ပွဲကိုလက်ခံလို့ပဲတိုက်တိုက်ဝင်းဝင်းနဲ့ကြိုးဆိုခဲ့ပြီးတော့သူတို့ကိုယ်တိုင်အားသက်သက်ရော ဒီပန်းရောက်နေဆိုတာလေအလောက်ကနေခွင့်ယူပြီးတနေရာတွားဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူး။ဒါပေမဲ့2020ရွေးကောက်ပွဲမှာတန်ယုံတွေမှာထိုင်း၊စင်ကာပူ၊မလေးရှား၊ကိုရီးယား၊ဂျပန်မြန်မာတန်ယုံတွေမှာတွားကြည့်ပါ။လာခဲ့တဲ့ပြည်သူအင်အားဘလောက်ရှိခဲ့လဲဆိုတာအဲ့ဒါတွေအားလုံးဟာဘုဒ္ဓဘုမဲပေးခဲ့လေထမင်းစားတဲ့လူတိုင်းတိတယ်။ရှင်းရှင်းလေး ဒါကြီးတို့အတင်းအဓမ္မအမှန်တရားကြီးကိုဖုံးဖိပြီးတော့နေရာတနေရာအာနာယူဖို့အတွက်ဒီလူယုံမာနေနဲ့နော်ဖလဲတင်းလုံးတီတူကိုအခုတော့စကားကြီးပြောမတိလို့ရှိရင်ဟိုဘာပဲလုပ်တော့မလို့ညာပဲလုပ်တော့မလို့တသက်လုံးကဒီလိုစကားကြီးပြောပြီးတော့အချိန်ကုန်းလာတာပဲဟို88ဆေးကနေအခု2020ငားရောက်လာပြီဟမ်ကိုကိုကြီးဘာလုပ်ဝေးနိုင်တဲ့အတိုင်းကြီးအတွက်နိုင်ငံရေးပလက်ဖောင်းကနေဆုံရှောက်လာတော့သူများရှောက်ကိုလည်းရှောက်လို့ရမလို့လူကတတ်မတင်ဖြစ်နိုင်ငံရေးဆက်ဝင်စားကောင်ကြီးရပ်ပတ်ထမ်းမှသလိုပဲအဲလက်ပိတ်ဆိုင်ထိုင်လိုက်တရင်စားလေးဖက်လိုက် ပုံမှန်လေးဟိုပုံမှန်လေးတောင်းကြလိုက်ဒီပုံမှန်လေးတောင်းကြလိုက်တတလုံးဟောလာတဲ့ကောင်ကြီးရက်ွက်တိုင်းမှလည်းရှိတယ်။ဒါနဲ့အဓိကလောက်ရက်ကိုကြည့်ရမှာဘာလောက်နိုင်လဲဘာလောက်နိုင်ခဲ့လဲဘာလောက်နိုင်အောင်မှလဲနော်အဲ့တော့ပုံကိုကြီးရှင်းတဲ့ချက်ကနေဒီတဲ့ချင်းဆက်ချက်ပါတီဆိုနိုင်ငံမှာဟိုဘက်ကဒီဘက်ကဟိုဂျုံနဲ့နေရာဟောတရားဟောတော့ထောင်ကြခံပြီးတော့နိုင်ငံရေးလောက်လာတဲ့အတွက်ရေချိန်တစ်ခုရှိခဲ့ဒါပေမဲ့အခု88မျိုးဆက်ချင်းတူရင်တော့မှမင်းကိုနိုင်ဆိုတဲ့ကိုမင်းကိုနိုင်လိုဟာမျိုးနဲ့ကိုကိုကြီးလိုဟာမျိုးနဲ့တန်ဖိုးချင်းတီတူအတွက်ဘယ်လူကမြင့်သွားလဲအဲ့ဒါလောက်ရ အဲ့ဒါလောက်ရပြည်သူကပေးတယ်အမှတ်မဟုတ်တော့ကိုကိုတိုင်းဖြေတဲ့အမှတ်ရှင်းရှင်းလေးနိုင်ငံရေးသမားဆိုတာပြည်သူတွေဘာဖြစ်ချင်လဲဆိုတာသိရမယ်အဲ့တော့တကယ်လို့ငါတို့ကလောက်ခဲ့တယ်ငါတို့ကနိုင်ငံရေးဂုရုကြီးတွေမင်းတို့ကမနေ့တနေ့မှလောက်တာလာမပြောနဲ့ဟောအဲ့ဒါဆိုရင်တော့နှစ်နှစ်ကိုင်းတဲ့ကလေးတွေကလီးလံပြောက်ဝင်လေးမှာမဟုတ်ရှင်းရှင်းလေးပဲနော်မေးကြည့်ပါကိုစီစကားပြောရရင်ရရင်ဒါပေမဲ့ပြည်သူတွေပြောမေးကြည့်ပါနော်ကျွန်တော်ပြောတဲ့စကားမှားလားလို့ ဟုတ်နော်ငါတို့ကတက်တလုံး88တရနိုင်ငံကြီးလောက်လာတာမင်းတို့ကဒီနေ့မှလက်နက်ကင်တာမင်းတို့တော့ဘာဖြစ်တာညနေတာပြောရင်နော်လက်နက်ကင်တာကလေးတွေဘာလို့လဲလီးလံပြဖို့ဝင်လေးမှမဟုတ်အဲ့လူရှင်းရှင်းလေးပဲသိလားအဲ့တော့နိုင်ငံကြီးလှုပ်မယ်ဆိုရင်စောက်ပေါက်ပိတ်ပြီးခဏစောက် တန်နိုင်ငံရေးလုပ်လို့ရတဲ့အချိန်မဟုတ်ဘူးတော်လန်ရေးကာလတိုင်းပြည်မှာကာလဆိုတာရှိတယ်ကာလန်ဒေတာဧကန်တဏ္ဍန်ဆိုတဲ့ဇာခအလကားပြောခဲ့တာမဟုတ်ဘူးတုကာလတုအပိုင်းခြားတုဒေတာနဲ့လိုက်လျောညီထွေလောက်ကတယ်ဆိုတဲ့ဇာခကိုရှင်းလူကြီးတွေအလကားပြောခဲ့တာမဟုတ်ဘူးအဲ့တော့နိုင်ငံရေးကာလမှာနိုင်ငံရေးလုပ်ကြတော်လန်ရေးကာလမှာတော်လန်ရေးလုပ်ကြအဲ့ဒါလူတိုင်းလုပ်ကြမယ်အလို့မြန်မာပြည်မှာစောက်ပြက်တနာတွေရှုပ်တယ်ဆိုတာအခုလိုမျိုးကိုစောက်လို့ကိုမလုပ်ကြလို့ပြက်တနာတွေတက်ပြီးဒီတိုင်းပြည်ဒီခြေတိရောက်တာ เนาะအဲ့တော့အများကြီးမပြောချင်တော့ပါဘူးနောက်တစ်ခုဗီဒီယိုဖိုင်နဲ့ကြက်တွေသုံးလို့ဆက်ဟိုဒါကြုံလို့ဖွင့်ပြလာမှာဒီဒီလိုကောင်မျိုးတွေစကားတွေကိုလက်ခံပြီးတော့နားထောင်စရာအကြောင်းကိုမရှိတော့ဒါကျွန်တော်တော့ရှင်းတယ်ဒီလိုမျိုးတရေမမှန်တဲ့နိုင်ငံရေးသမားတွေပြီးလို့ရှိရင်တစ်ဖက်ကနော်ဒီ site ဝါထည့်နေတဲ့ကောင်တွေစကားတွေဆိုရင်လိုအပ်မှလားသူ့ကိုပြန်ပြောဖို့အတွက်လိုအပ်မှလားနားထောင်လိုက်တယ်မလိုအပ်ရင်ဖြစ်နိုင်ရင်လုံးဝဒီလိုစကားကိုကျွန်တော်မကြည့်ဘူးအားလုံးပဲအဲ့လိုအပ်လို့ပြောဖို့ဆိုကြည့်လိုက်တော့အခုတကူကိုကြီးဆိုတော့တူပါတီတို့အသေးအံလူစည်းရုံးတာကက်ကောင်းပြီကိုကိုကြီးပါတီကိုပြည်သူတွေမဲပေးလိုက်လွတ်တော်ထဲရောက်သွားပြီ အစိုးရကတင်တွင်းမယ်ကျက်ဖို့ကပယ်ချလိုက်ကိုကိုကြီးနေနဲ့အဲ့အစိုးရအောင်မြင်လားအဲ့ဒါပဲလေမင်းတို့မင်းတို့ကြိုက်ကြောက်လားဟိုမှာ25ရာခိုင်နှုန်းစစ်တပ်နဲ့ကျက်ဖို့နဲ့ပေါင်းပြီးစောင့်နေတက်လာတဲ့ကောင်တက်လာတဲ့ကောင်ရိုက်ချနေတာလေအဲ့တော့ဒါကြီးကိုနိုင်ငံကြီးနီလာရပြန်ဖောင်းပြီးပေးပါယုံကြည်ပေးပါအော်တော့ဘာမှလုပ်လို့မရတဲ့အရာကြီးကိုမင်းတို့လုပ်ခွင့်ပေးလိုက်ဒီတိုင်းဒီနှစ်နဲ့ကြာပြီးတော့သူများနဲ့နှိတ်ကျစုပ်ပြက်လာတာပဲဖတ်နေတယ်လေဘာမှဖြစ်မလာဘူးလေအဲ့တော့ပြန်ဖောင်းလုပ်ခဲ့တာဖြစ်ဆက်ရှိတဲ့ကနေ2021ခုပြန်ဖောင်းဘယ်လောက်လုပ်ခဲ့ပူရပြီလေ ဟမ်တရင်တရင်ရုပ်ွားတဲ့ကောင်နဲ့လမ်းလွှဲွားတဲ့ကောင်နဲ့ဟမ်ကြံမြင့်ခဲ့တဲ့ဒူကိုပြန်တိုက်ခိုက်တဲ့ဒူနဲ့အဲ့ဒါကြီးကလုံးဝအကြီးတန်းတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာကျွန်တော်တို့နိုင်ငံမှာနော်ကိုကိုကြီးမှမဟုတ်ဘူးနိုင်ငံကြီးလှုပ်ချင်ပါတဲ့ဘိုးတော်တွေဘွားတော်တွေတောင်းပန်ပါတယ်ခဏလေးစောက်ပေးပါဒီကာလဒီနိုင်ငံကြီးကာလမဟုတ်ဘူးတော်နိုင်ကြီးကာလနော်တော်လှန်ရေးကာလမှာတော်လှန်ရေးကိုပြတ်အောင်ဝိုင်းလုံနိုင်လို့ခမရတို့တွေထိခိုက်မှဆိုးလို့မလုံနိုင်ဘူးဆိုလေခဏလေးစောက်ပေးပါလုံနေတဲ့သူတွေဒုက္ခရောက်အောင်တတိကအောင်ရောက်အောင် အရှိကနေတက်လန့်တက်လန့်အမီးထောက်ပြီးမပြေးပါနဲ့လို့ပဲဂျိုကန်ကြီးတောင်းပန်ချင်တ